သမ ्या အလုံးပဲမင်္ဂလာပါမြစမရဲ့သတင်းတူသတင်းမှားများကိုတက်ဖြတ်ခြင်း misinformation buster season ကနေပြန်လည်ကြိုဆိုပါရစေကျွန်မကတော့ဂျူချမ်းပါအခုအရင်ဆုံးသတင်းကောင်းစင်တွေကိုပြောပြပေးပါမယ်ပုံရဟန်မင်းကြီးအစ်စ်ရွေးချယ်လိုက်ပြီဆိုတဲ့သတင်းမှားတွေကိုဖြန့်ဝေနေကြပါရစေထိုင်းမှာလှုပ်တဲ့ငလျင်ဆိုပြီးတော့ရုပ်သံ file အဟောင်းတွေကိုပြန်လည်ဖြန့်ဝေနေကြပါရစေတူရကီငလျင်လှုပ်ရုပ်သံ file တွေမှာလည်း file အဟောင်းတွေရောနှောပြန့်နှံ့နေပါရစေ နောက်ထပ်တစ်ခုကတော့လာရှိုမြို့စစ်ကောင်စီပြန်လည်ဝင်ရောက်မှုနဲ့ဆက်ဆက်တဲ့ AI ပုံတွေပြန့်နှံ့ခဲ့ပါတယ်။ဒီသတင်းတွေကိုသတင်းအမှားဖြစ်တဲ့အကြောင်းအချက်လက်တွေနဲ့တကွစူးစိဖော်ပြပေးသွားမှာပါရှင်။ပထမဆုံးအနေနဲ့ပုတ်ရဟန်းမင်းကြီးအစ်စ်ရွေးချယ်လိုက်ပြီဆိုတဲ့သတင်းအမှားကိုအရင်ဆုံးတင်ဆက်ပေးချင်ပါတယ်။ Thomas မျိုးလင်းနာမည်နဲ့ Facebook ကောက်ကနေ April 22ရက်နေ့မှာဘုရားသခင်ရဲ့စီမံမှုကအံ့ဩစရာပါပဲကက်သလစ်ဘာသာဝင်တွေအတွက်ပုံရဟမင်းကြီးအသက်ကိုပုတ်ကိုဆောင်ကျင်းလာပါပြီလို့ရှင်းတာပြီးတော့ရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ် ရွှေတံဖိုင်ပေါ်မှာပုတ်ရဟန်မင်းကြီးအစ်စ်ရွှေချယ်လိုက်ပါပြီလို့យေတာထားပါသေးတယ်ဒီ post ကိုကြိုက်နှစ်သက်သူတထောင်ကျော်နဲ့အကြည့်ရှုသူ9000ကျော်ရှိနေပါပြီ။မြစ်မကဒါနဲ့ပတ်သက်ပြီးတော့အချက်လက်စစ်ဆေးခဲ့ပါရယ်။ပုံရဟန်းမင်းကြီး Francel ဟာ April 22ရက်နေ့မှာပြန်လည်တော်မူခဲ့တာပါ။ဒီအကြောင်းမြစ်မကသတင်းဖော်ပြထားပါရယ်။အခုပြန်လည်တော်မူခဲ့တဲ့ပုံရဟန်းမင်းကြီးဟာ Vatican အသင်းတော်က post Francel ဖြစ်ပါရယ်။ တရန်တူမှာပါဝင်တဲ့ပုတ်ကတော့1980ခုနှစ်လောက်မှာဗာတီကန်အသင်းတော်ကနေခွဲထွက်ပြီးတော့ပလာမရီယန်ကက်သလစ်ချက်အနေနဲ့စပိန်နိုင်ငံဇီဗီလာမြို့အနီးကအယ်ဘာမာဒက်ထရိုယာမှာဝတ်ပြုကြတဲ့အသင်းပဲဖြစ်ပါတယ်။ပုတ်ရဲ့နာမည်ကတော့ Marcus Joseph Odermatt ဖြစ်ပြီးတော့ပုတ်ပီတာ3နာမည်နဲ့2016ခုနှစ်ကနေအခုအချိန်ထိပုတ်အဖြစ်ရှိနေတာပဲဖြစ်ပါတယ်။ အသက်တင်မြောက်လိုက်တဲ့ပုံမဟုတ်သလိုအခုပြန်လည်တော်မူသွားတဲ့ဗာတီကန်အသင်းတော်ကလည်းမဟုတ်ပါဘူး။ပုံရိုင်းမင်းကြီးပြန်လည်တော်မူပြီးချိန်မှာပဲအသက်ရွေးချယ်လိုက်တဲ့ဆိုတဲ့အကြောင်းနဲ့ပတ်သက်လို့ဘယ်သတင်းဌာနမှမှဖော်ပြထားတာမတွေ့ရပါဘူး။ UK အခြေစိုက် The Guardian သတင်းဌာနကဧပြီ22ရက်နေ့မှာပြည်လုံးတော်မူသွားတဲ့ပုံရဟန်းမင်းကြီးနေရာအတွက်ဖြစ်နိုင်ခြေရှိတဲ့သူတွေနဲ့ပတ်သက်လို့သတင်းရေးသားဖော်ပြထားပါတယ်။ဘယ်သူကိုရွေးချယ်တယ်ဆိုတာနဲ့ပတ်သက်ပြီးသတင်းထက်မှာတော့ရေးမထားပါဘူး။ ပုံဟံမင်းအသက်ကိုဘယ်လိုမျိုးရွေးချယ်ရသလဲဆိုတော့ကို BBC မြန်မာပိုင်းသတင်းမှဖော်ပြထားပါတယ်။အခုအချိန်ထိပုံဟံမင်းအသက်ရွေးချယ်ပွဲမစသေးပါဘူး။ဒါကြောင့်ပုံဖရန်ဆက်ပြန်လွန်ပြီးတော့ပုံအသက်ကိုရွေးချယ်လိုက်တဲ့ဆိုတဲ့သတင်းဟာ Vatican အသင်းတော်ကမဟုတ်ပဲ Vatican ကနေခွဲထက်ထားတဲ့တခြားအသင်းတော်ကနေ2016ကတည်းကရွေးချယ်ထားပြီးသားပုံပဲဖြစ်ပါရှင်။ ပြီးတော့ထိုင်းနိုင်ငံချမိုင်မြို့မှာဧပြီ22ရက်နေ့ကငလျင်လှုပ်ခတ်သွားတယ်ဆိုပြီးတော့ရုပ်တံဖိုင်အဟောင်းတွေနဲ့ဖြန့်ဝေနေကြတဲ့အကြောင်းကိုဆက်ပြီးတင်ဆက်ပေးကြပါမယ်။ပထမဆုံးအနေနဲ့ဟေမန်ဦးအကောက်ကနေဖြန့်ဝေထားတဲ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာငလျင်လှုပ်ခတ်မှုဆိုတဲ့ဖိုင်အကြောင်းကိုပြောပြပေးပါမယ်။ဒီဖိုင်ပေါ်မှာ22ရက်၄လပိုင်းလို့လည်းနေဆွဲထည့်ထားပါဗျ။ဒီဖိုင်ကိုကြည့်ရှုသူ6000ကျော်ရှိနေပြီဖြစ်ပါတယ်။ဒီရုပ်သံဟာ Facebook အပြင် TikTok မှာပါပြန့်နှံ့နေတာပါ။ မြန်မာကနေရုပ်သံဖိုင်ကို screenshot ရိုက်ပြီးတော့ Google Image မှာရှာကြည့်တဲ့အခါပြီးခဲ့တဲ့ March လ28ရက်နေ့တုန်းကနိုင်ငံလျင်လှုပ်ခတ်မှုရုပ်သံဖိုင်ကို Dr. Jet ဆိုတဲ့ Instagram အသုံးပြုသူတယောက်ကဖော်ပြထားတာကိုတွေ့ရပါတယ်တရုတ်တဟာအခုဖြန့်ဝင်နေတဲ့ရုတ်တန်နဲ့တထက်ထဲမကြပေမဲ့လမ်းပေါ်မှာပြန့်ကျဲနေတဲ့လိမ္မော်ရောင်လန်ဒါတုံတွေအဝါရောင်နဲ့အလှဆန်ထားတဲ့ဆိုင်နဲ့ခေါမိုးကြုံပါတဲ့ဆိုင်နှန်းတွေပတ်ဝန်းကျင်အနေထားတွေတထက်ထဲကျနေတာကိုတွေ့ရပါဗျ။ ဒါကြောင့်ဒါဟာဧပြီ22ရက်နေ့မှာငလျင်ထက်မှန်လှုပ်ခတ်တာမဟုတ်ပဲမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလျင်မှာရိုက်ကူးထားတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ Twin Twin Min ဆိုတဲ့ Facebook အကောင့်ကနေဖြန့်ဝေထားတဲ့ Shopping Mall တစ်ခုရဲ့ဆက်လီကားကနေပြေးဆင်းနေကြတဲ့ရုပ်သံမှာဒီရုပ်သံထဲမှာ22ရက်နေ့လေလာပိုင်း2025စေနာရီဝန်းကျင်ကတကြောပြန်ငလျင်းဆိုပြီးတော့ဖော်ပြထားပါတယ်။ တရုတ်တံကိုစစ်ဆေးခဲ့တာမှာလည်းပြီးခဲ့တဲ့ March 28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်အကြောင်းကို YouTube အကောင့်တစ်ခုကနေ March 30ရက်နေ့မှာဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါကြောင့်တရုတ်တံဖိုင်ကလည်းဖိုင်ဟောင်းပဲဖြစ်ပါတယ်။ဒါ့အပြင် April 22ရက်နေ့မှာချင်းမိုက်မှာအကြီးအကျယ်ငလျင်လှုပ်ခတ်ခဲ့တဲ့ဆိုပြီးတော့တခြားများစွာသောဗီဒီယိုတွေနဲ့အမျိုးမျိုးဖော်ပြမှုတွေရှိနေပါတယ်။ဒီဗီဒီယိုရဲ့အပေါ်မှာစာရည်ရေးသားထားတာရုပ်တံကကြည်လင်ပြတ်သားမှုမရှိနေတာတွေကြောင့်မူရင်းဖိုင်တွေကိုရှာဖွေဖို့ခက်ခဲခဲ့ပါတယ်။ ဒါကြောင့်မစ္စမကဧပြီ22ရက်နေ့တုန်းကထိုင်းနိုင်ငံချင်းမိုင်မှာငလျင်လှုပ်ခတ်မှုရှိမရှိရှာဖွေစစ်ဆေးခဲ့ပါတယ်ထိုင်းနိုင်ငံမိုးလေဝသဇလပေရာကဖော်ပြချက်အရဧပြီ22ရက်နေ့တုန်းကထိုင်းနိုင်ငံမဲဟောင်ဆောင်နဲ့ချင်းမိုင်တွေမှာအင်အား1.8နဲ့1.9အဆင့်ရှိတဲ့အသေးစားငလျင်လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။ ။ BBC ရဲ့ဖော်ပြချက်တစ်ခုမှာပြင်းအား1.6ကိုအောက်ရှိတဲ့ငလျင်တွေဟာနှစ်စဉ်အကြိမ်ရင်တန်ပေါင်းများစွာလှုပ်ခတ်လေရှိပြီးတော့ဒီငလျင်လှုပ်ခတ်မှုကိုစက်ကရိယာတွေကနေပဲတိုင်းတာသိရှိနိုင်ပြီးတော့တာမန်လူတွေကတော့မသိနိုင်ပါဘူးလို့ဖော်ပြထားပါတယ်။ဒါကြောင့်ဧပြီ22ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မုံမှာလငလင်လှုပ်ခတ်မှုအထက်မှန်ဖြစ်ပွားခဲ့တယ်ဆိုတဲ့ရုပ်သံဖိုင်တွေဟာအရင်ရုပ်သံဖိုင်အဟောင်းတို့ကိုပြန်လည်ဖြန့်ဝေပြီးတော့လှုပ်ကြံဖန်တီးထားတဲ့တဲ့အတူပဲဖြစ်ပါတယ်။ အခုနောက်ထပ်အနေနဲ့ပြီးခဲ့တဲ့ဧပြီ23ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတူရကီငလင်နဲ့ပတ်သက်လို့ရုပ်သံဖိုင်အဟောင်းတွေထပ်မံပြန့်နှံ့ခဲ့တဲ့အကြောင်းနဲ့ဆက်ချက်ပါတယ်ဧပြီ23ရက်နေ့ကတူရကီနိုင်ငံမှာ6တသမနှစ်ပြင်းအားရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ဒီလှုပ်ခတ်မှုအပြီးအင်တာနက်ဆမ်မီနာတွေပေါ်မှာရုပ်သံဖိုင်တွေအများအပြားများစွာပြန့်နှံ့ခဲ့ပါတယ်။ နေဖုံးခနေဖုံးခဆိုတဲ့ Facebook အကောင့်ကနေဧပြီ24ရက်နေ့မှာမနေ့ကတူရီကီငလျင်လို့ရွှေသားပြီးတော့ရုပ်တံဖိုင်နှစ်ခုကိုဖြန့်ဝေခဲ့ပါတယ်။ဒီ post ကိုစိုက်နှက်သက်သူ1600ကျော်နဲ့ပြန်လည်မျှဝေမှု800ကျော်ရှိခဲ့ပါတယ်။ရုပ်တံဖိုင်နှစ်ခုတည်းကတစ်ခုဖြစ်တဲ့ Earthquake in Istanbul Turkey Today စာသားပါရုပ်တံဖိုင်ကိုမင်းသမားကအချက်လက်စစ်ဆေးခဲ့ပါတယ်။ဒီဖိုင်မှာရုပ်ကတ်၃ခုပါဝင်ပါတယ်။ အဲ့ဒီရုပ်သံဖိုင်နယ်မှာပေါဝင်တဲ့တိုက်တွေပြိုကျတဲ့ဖြစ်စဉ်ဟာတူရကီမှာလှောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်ဖြစ်ခဲ့တာဆိုပေမဲ့အခုလှောက်ခတ်မှုမှာဖြစ်ခဲ့တာမဟုတ်ပဲလွန်ခဲ့တဲ့2023ခုနှစ်မှာလှောက်ခတ်ခဲ့တာပါဒီရုပ်သံဖိုင်ကိုမြန်မာမှာလှောက်ခတ်ခဲ့တဲ့ငလျင်အဖြစ်လဲပြန့်နှံ့ခဲ့မှုပါတယ်ဒီထဲကနှစ်ခုကိုကယ်လီဖိုးနီးယားနဲ့နယူးယောက်မှာငလျင်လှုပ်တယ်ဆိုပြီးတော့ Instagram မှာပြန့်နှံ့နေပါသေးတယ် နောက်တစ်ခုအနေနဲ့ဧပြီ24ရက်နေ့မှာပဲအညာတရဆိုတဲ့အကောက်ကနေတူရကီမှာပြင်းအား6.2ငလျင်ကြီးလှုပ်ခတ်ဆိုတဲ့စာရေးသားပြီးတော့ရုပ်တံဖိုင်တစ်ခုကိုဖြန့်ဝေခဲ့ပါတယ်။ကြေရှုသူ2000ကျော်ရှိတဲ့ဒီရုပ်တံဖိုင်ဟာ36စက္ကန့်ကြာမြင့်ပါတယ်။အဲဒီရုပ်သံဖိုင်တွေကပထမဆုံးတိုက်တွေအများကြီးပြိုကျတဲ့ဖြစ်စဉ်ကိုအချက်လက်စစ်ဆေးခဲ့ပါတယ်။ ဒီပြဿနာကို YouTube Channel တစ်ခုကနေ2021ခုနှစ်မှာဖော်ပြထားခဲ့တဲ့တရုတ်နိုင်ငံကမပီးစည်းသေးတဲ့အတိုက်25လုံးကို45စက္ကန့်နဲ့ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ရုပ်သံဖိုင်တဲ့ကဖြစ်စင်မှာတရုတ်သံဖိုင်ကိုအရင်ကလည်းထိုင်ဝမ်ကလေးဖြစ်စင်အဖြစ်သတင်းတူပြန့်နှံ့ခဲ့မှုပါတယ်။ဒါကိုတော့ AFP ထိုင်းလန်ကနေအချက်လက်စစ်ဆေးထားပါတယ်။ နောက်ထပ်မောင်သစ်မင်းဆိုတဲ့ Facebook အကောင့်ကနေ April 24ရက်နေ့မှာပဲကမ္ဘာမြေပုံပေါ်ကမြန်မာနိုင်ငံကိုမနေ့ပိုင်းအတွင်းဖျောက်ဖျက်ပစ်လို့ရပါသည်ဆိုတော့တူရကီနိုင်ငံကအရင်ပျောက်သွားမလားမသိဘူးနော်လို့ရှင်းတာပြီးတော့ short file တစ်ခုကိုဖြန့်ဝေထားပါတယ်။ကျရှုသူ3300ကျော်ရှိတဲ့ဒီရုပ်တောင် file ဟာ10မိနစ်ကျော်ကြာမြင့်ပါတယ်။ရုပ်တောင် file ကပုံတစ်ချို့ကိုအချက်လက်ဆစ်ဆေးခဲ့ပါတယ်။ဒီရုပ်တံဖိုင်ထဲမှာအမျိုးသမီးတစ်ယောက်ကနောက်လူတစ်ယောက်ကိုဖတ်ပြီးတော့အပြက်စီးတွေကြောင့်ငိုနေတဲ့ရုပ်ပုံဟာ2023ခုနှစ်ကဖြစ်စဉ်ဖြစ်ခဲ့တဲ့တူရကီငလျင်ပဲဖြစ်ပါတယ်။ ပြက်စည်းရကြကဲဆေးရေးလုပ်နေတဲ့ပုံကတော့2020ခုနှစ်ကလှုပ်ခတ်ခဲ့တဲ့တူရကီငလင်းကပုံပါနောက်ထပ်တိုက်တွေအိမ်တွေအများကြီးပျက်စီးနေတဲ့ပုံဟာ2023ခုနှစ်ကတူရကီနဲ့ဆီးရီးယားကိုလှုပ်ခတ်ခဲ့တဲ့ငလျင်မှာပျက်စီးခဲ့တဲ့ပုံပဲဖြစ်ပါတယ်။အပျက်စီးတွေကြားတဲ့ရုပ်ကြားကြီးတစ်ယောက်ကဒူးထောက်ပြီးတော့ခေါင်းငိုက်ဆိုင်ထိုင်နေတဲ့ပုံအမျိုးသမီးတစ်ယောက်ငိုကြွေးနေတာကိုဘေးကလူနှစ်ယောက်ကနှစ်သိမ့်ပေးနေတဲ့အပုံအပြင်တခြားသောပုံတချို့ကလည်းဒီ2023ခုနှစ်ကဖြစ်ခဲ့တဲ့တူရကီငလျင်ပုံပဲဖြစ်ပါတယ်။ အဲ့ဒီရုတ်တံဖိုင်နယ်ကကယ်ဆယ်ရေးလုပ်နေတဲ့နောက်ထပ်ပုံတချို့ကတော့2020ခုနှစ်ကတူရကီမှာပဲလှုပ်ခတ်ခဲ့တဲ့ငလင်းကဖြစ်စဉ်တွေပါ။ဒါကြောင့်တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာလှုပ်ခတ်ခဲ့တဲ့6.2အင်အားပြင်းရှိတဲ့ငလင်းကြောင့်ပျက်စီးဆုံးရှုံးမှုတွေဆိုတဲ့ရုတ်တံဖိုင်တွေဟာအဟောင်းတွေဖြစ်တယ်လို့လက်ရှိဖြစ်စဉ်ကရုတ်တံဖိုင်တွေနဲ့ရောနှောပြီးဖြန့်ဝေထားကြတာပဲဖြစ်ပါတယ်။ဒီဘက်ကမှာတရုတ်ကြောင်ဝင်မှုနဲ့လာရှုမျိုးအုပ်ချုပ်ရေးစက်ကောင်စီထံပြန်လည်လွှဲပြောင်းပေးရရင်နဲ့ပတ်သက်ပြီး AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံတွေပြန့်နှံ့ခဲ့ပါတယ်။ Diamond Molang ဆိုတဲ့အကောက်ကနေ April 22ရက်နေ့မှာဖော်ပြထားတဲ့ရောင်းလိုက်ပြီးလို့ရေးသားထားပြီးတော့ပုံလေးပုံအကြောင်းကိုအရင်ကြည့်ရအောင်ပါဒီ post ကိုပြန်လည်မျှဝေမှု900ထပ်မနေရှိပြီးတော့ဒီပုံတွေကိုပဲပြန်လည်ကူးယူဖော်ပြတာတွေလည်းအများပြားရှိနေပါတယ်။ပုံထဲမှာတရုတ်နိုင်ငံအလန်းနဲ့လာရှိုးမြို့မှာတရုတ်ကောင်းဆောင်နဲ့မြန်မာတာဝန်ရှိသူတွေဆိုသူတွေပါဝင်ပါတယ်။ဒီပုံလေးပုံကို Google Image Search မှာရှာပွေးတဲ့အခါမှာ Made with AI ဆိုပြီးတော့ AI နဲ့ဖန်တီးထားတာဖြစ်တဲ့အကြောင်းဖော်ပြနေပါတယ်။ ဒါရီအပြင်ပထမပုံမှာပါတဲ့အလံတွေကိုသတိထားကြည့်မယ်ဆိုရင်နောက်ကအလံကလေတိုက်လို့လွှင့်နေပေမဲ့ရှေ့မှာရှိတဲ့အလံကတော့ငိုက်ကြနေတာပါနောက်တစ်ခုကတော့လာရှိုးမြို့တော်အစ်ဖန်တီးရဲကောင်စီဆိုတဲ့ page မှာဖော်ပြထားတဲ့ပုံတွေပါဒီ page ဟာလာရှိုးမြို့ကိုစစ်ကောင်စီပြန်လည်ဝင်ရောက်လာခဲ့တဲ့ April 22ရက်နေ့မှာပဲစတင်အသုံးပြုပြီးတော့ AI နဲ့ဖန်တီးထားတဲ့ပုံတွေကိုဖြန့်ဝေလာတာပါ ဒီ page မှာတင်ထားတဲ့ပုံတွေကိုမြစမက AI နဲ့ဖန်တီးထားတာဟုတ်မဟုတ်စစ်ဆေးနိုင်တဲ့ website တင်နေရောအချက်လက်တွေနဲ့တကွစစ်တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်ပထမဆုံးဖော်ပြထားတဲ့ပုံမှာနိုင်ရန်ပေါ်မှာရေးသားထားတဲ့လာရွှေမြို့တော်တက်ဖန်တီးရဲကောင်စီဆိုတဲ့စာသားဟာပုံတစ်ခုပေါ်ကိုစာရိုက်ထည့်ထားတာနဲ့တူပါတယ်။နိုင်ရန်ပေါ်ကကျဲလေးပွင့်ပါတဲ့အဝိုင်းကအမှတ်တံဆိပ်ကတရုတ်နိုင်ငံကအမှတ်တံဆိပ်မဟုတ်တလို့မြန်မာနိုင်ငံကအမှတ်တံဆိပ်လည်းမဟုတ်ပါဘူး။ Google Image နဲ့ရှာကြည့်တဲ့အခါမှာလည်း Mayweather AI လို့ပြနေပါတယ်။ လားတူပဲနောက်ထပ် post မှာဖော်ပြထားတဲ့ပုံတွေကိုလည်း Google Image Search မှာရှာဖွေခဲ့တဲ့အခါမှာဒီပုံတွေအားလုံးဟာ AI နဲ့ဖန်တီးထားကြောင်းဖော်ပြနေပါတယ်။တခြား AI နဲ့ပြုလုပ်ထားတဲ့ပုံဟုတ်မဟုတ်စစ်ဆေးတဲ့ website တွေဖြစ်ကြတဲ့ AI or not illuminatory စတဲ့ website တွေမှာလည်းဒီပုံတွေဟာ AI နဲ့ဖန်တီးထားတယ်ဆိုတဲ့အကြောင်းဖော်ပြနေပါဗျ။ဒါအပြင်တပုံချင်းစီကိုအသေးစိတ်ကြည့်မယ်ဆိုရင်မူမမှန်နေတာကိုတွေ့ရမှာပါ။ လာရှုံမြို့တော်အသက်ဖန်တီးရဲကောင်စီဆမျက်နှာကနေဖော်ပြထားတဲ့ post မှာပါဝင်တဲ့ပုံတွေတဲကဒုတိယပုံဟာအမျိုးသမီးတယောက်ဝတ်ထားတဲ့ထမိန်ကပုံမကြနေပါဘူး။နောက်ပြီးအစင်ကလည်းပစိုးစင်ဖြစ်နေတာကိုတွေ့ရမှာပါ။ဒီအမျိုးသမီးရဲ့လက်ကိုကြည့်မယ်ဆိုရင်လည်းပုံမှန်မဟုတ်နေတာကိုတွေ့ရပါတယ်။ဘယ်ဘက်ဘေးမှာစကားပြောနေတဲ့လူနှစ်ယောက်ရဲ့မျက်လုံးတွေကလည်းပုံမှန်ဟုတ်မနေပဲဗတ်မညီနေတာကိုတွေ့ရပါတယ်။စပွဲဘွားကရေဘူးတစ်လုံးကဆိုရင်လည်းအဖုံးမပါတာမဟုတ်ပဲရေဘူးကောင်းတစ်ခုလုံးပျောက်နေတာကိုတွေ့ရပါတယ်။ တတိယပုံမှာတော့မြန်မာနိုင်ငံအလံတရုတ်နိုင်ငံအလံအပြင်အပြာရောင်နောက်ခံတဲ့အဖြူရောင်ကျယ်တဲ့ဘက်ပါတဲ့အလံပါဝင်ပါတယ်။ဒီအလံကို Bonnie Blue Flag လို့ခေါ်ပြီးတော့1830ခုနှစ်မတိုင်မီ American ပြည်ထောင်စုက Texas နဲ့ Florida ပြည်နယ်တွေမှာအသုံးပြုခဲ့တဲ့အလံဖြစ်ပါတယ်။ဒီအလံဟာအခုဖြစ်စဉ်နဲ့သက်ဆိုင်မှုမရှိတဲ့အလံဖြစ်နေပါတယ်။ နောက်ဆုံးပုံပြတဲ့အဆောက်အုံတစ်ခုထဲကိုလူနှစ်ယောက်ဝင်သွားတဲ့ပုံမှာပါဝင်တဲ့အလံကအလံဟာလေးတိုက်ပြီးတော့လွင့်နေပေမဲ့ဘေးမှာရှိနေတဲ့အပင်တွေလူနှစ်ယောက်ရဲ့အဝတ်အစားတွေဟာငြိမ်သက်နေတာသိရွက်ကြွေမရှိနေတာတွေကိုတွေ့ရမှာပါ Cost of Flag Company website ကဖော်ပြချက်အရအခုလိုအလံလွင့်နေဖို့အတွက်တနအီကို၄တိုင်းနှုံ25မိုင်ကနေ32မိုင်ကြားရှိနေမှာဖြစ်ပါတယ်။ဒီနှုံနဲ့ဆိုရင်သစ်ပင်တွေပါရိမ့်ထိုးနေမှာဖြစ်ပြီးတော့လမ်းလျှောက်နေတဲ့လူတွေရဲ့သပင်တွေကလည်းလွင့်နေရမှာပါ။ ဒါပေမဲ့ပုံထဲမှာတော့အလံတစ်ခုပဲလွှင့်နေပြီးတော့ကျန်တဲ့ပတ်ဝန်းကျင်ကငြိမ်သက်နေပါတယ်။ page မှာသုံးထားတဲ့ logo ပါဝင်တဲ့ profile နဲ့ပုံကိုရှာဖွေလိုက်ရင်လဲ AI နဲ့ဖန်တီးထားတာဖြစ်တယ်လို့ပြပါတယ်။ဒါအပြင် logo မှာသုံးထားတဲ့အဆောက်အုံပုံဟာ logo ပုံတွေသုံးတဲ့နေရာမှာအသုံးများတဲ့အဆောက်အုံပုံတစ်ခုဖြစ်ပါတယ်။နောက်ထပ် page ရဲ့ cover မှာဖော်ပြထားတဲ့ logo နဲ့ profile က logo မတူညီတာကိုလည်းတွေ့ရမှာပါ။နောက်ဆုံးတစ်ချက်ကတော့ပုံတွေထဲမှာပါဝင်တဲ့ sign board တွေ၊နှာရံကပ် poster တွေမှာပါဝင်တဲ့စာသားတွေပါ။ ပုံတွေထဲမှာတခြားအရာတွေထပ်ထင်ထင်ရှားရှားရှိနေပေမဲ့ဒီစာသားတွေဟာဘာကိုရေးထားသလဲဆိုတာကိုထင်ရှားမှုမရှိနေတော့ကိုတွေ့ရပါတယ်။ဒါကြောင့် page မှာတုံးထားတဲ့ပုံတွေအလုံးဟာ AI နဲ့ဖန်တီးထားတာဖြစ်တဲ့အကြောင်းကောက်ချက်ချနိုင်ပါတယ်။တရုတ်ရဲ့ဂျာဝင်ညှိနှိုင်းပေးမှုနဲ့ကိုကန်တက် MNDAA ကလာရှိုးမျိုးကိုစစ်ကောင်စီတန်လွှဲပြောင်းပေးခဲ့ရပြီးဧပြီ22ရက်နေ့မှာစစ်ကောင်စီတပ်ကမြို့တဲကိုစတင်ဝင်ရောက်လာခဲ့ပါတယ်။ဒါနဲ့တစ်ချိန်တည်းမှာပဲ AI နည်းပညာကိုသုံးပြီးတော့အခုလိုဖြန့်ဝေလာတာပဲဖြစ်ပါတယ်။ ဒါကတော့ဒီမှာကတပတ်အတွင်းစစ်ဆေးထားတဲ့အကြောင်းအရာတွေကိုကျမချူချန်ကစုစည်းတင်ဆက်ပေးခဲ့တာပါ။ပြည်သက်တွေအနေနဲ့စစ်ဆေးစစ်ခြင်းနဲ့တရင်တွေတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်တန်တရာရှိတဲ့အကြောင်းအရာတွေကိုတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့အချက်လက်စစ်ဆေးသူတွေစီကိုဒီလင်းလေးကနေတင်ပေးပို့ကြဖို့ဖိတ်ခေါ်ပါရစေ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပြည်သက်တွေအားလုံးတဘာဝပေးစစ်ပေးကနေကင်ဝေးပြီးတော့ကိုယ်စိတ်နှစ်ပါးကျန်းမာကြပါစေရှင်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။